ယဟန်တို့ကိုမြတ်စွာဘုရားရှင်ကစုယုံပြီးတော့ယဟန်တို့တဲ့ဤပရိသမီကောသလမင်းကြီးသည်တရား၌ယုတ်တင်မြနိုး၍တရား၌ယုတ်တင်မြနိုး၍ဤစကားတို့ကိုပြောကြား၍ထွက်ခွာသွား၏တရားမှာယုတ်တယ်ဆိုတာမဟုတ်လားမြတ်စွာဘုရားရှင်ကိုစတွေ့တုံးမှတာမှန်ပဲ ်မြတ်စွာဘုရားရှင်တရားတော်တွေဟာသူ့အပေါ်လဲပြတ်နှံ့တယ်တပါးသူတော်တွေပေါ်လဲပြတ်နှံ့တယ်ယဉ်ကျေးတိမ်မွေးတွေလည်းဖြစ်တယ်ယင်းဒီအကျွမ်းဝင်မှုလည်းဖြစ်တယ်မြတ်စွာဘုရားရှင်တရားတော်တွေကြောင့်ရှင်လန်းတက်ကြွမှုတွေကိုလည်းတွေ့ရတယ်မဟုတ်လားဒါကြောင့်မလို့လေဒီကောသလမင်းကြီးဟာတရားကိုအယုသေးပြုတ်ပြီးတော့ဒီစကားကိုပြောသွားတာလေဟုတ်ပြီလားရောက်တော့ဒါကြောင့်မလို့တင်တော့ဟာ ယုတိမြတ်နှုတ်ကိုလိုချင်တယ်ဆိုလို့ရှင်တရားကိုယုတိမြတ်နှိုးစွာသင်ကြားကြလောတဲ့ယောဂီတို့မြတ်စွာဘုရားရှင်အနှစ်သာရကိုသိကြရင်ဘာလို့သိရမလဲပွားနေလို့ရမလားဘုံတော်ကိုပွားကိုပွားနေမယ်ရနိုင်မလားတရားကိုသင်ရမယ်ယောဂီတို့တရားဆိုရင်ဘာတရားကိုသင်ရမလဲမြတ်စွာဘုရားရှင်ဥစွာပထမဟောကြားတဲ့အရေးတကြီးဟောကြားတဲ့တရားသစ္စာ၄ပါးကိုသင်ကြားရမှာ ဒါကြောင့်မလို့ယန္တုတဲ့တင်တို့သည်တရားကိုယုံသိလေးစားစွာအဘုဒ္ဓပြင်သင်ကြားလေလောသင်ပြီးလို့ရှင်အဖတ်တလဲလဲလေ့ကျင့်ကြလေလောပြီးတဲ့ခါကျတော့ကိုယ်၌ဆောင်းထားကြလေလောဟုတ်ပြီနော်တရားကိုအယုသိအမြန်နိုးလေးလေးစားစားသင်ကြားတော့နောက်တစ်ချက်ကပါလဲအဖန်ထန်တလဲလဲလေ့ကျင့်ကြလော ပြီးတော့ပါတော့ကိုယ်နိုင်ဆောင်းတော့ဆိုတာတန်ပစင်နဲ့နေတဲ့ခါမှာကိုယ်နဲ့အတူတူပါသွားတဲ့သဘောဤသို့အပြင်တရားနိုင်ရိုသေမြတ်မြတ်နှုတ်မြင့်သည်အကျိုးစီးပွားဖြစ်၏မြတ်သောအကျင့်ကိုကျင့်ရရောက်၏လို့မြတ်စွာဘုရားရှင်သည်ကောင်းစွာဟောပြတော်မူလေတော်တည်း ်မြတ်စွာဘုရားရှင်တရားတွေကိုပဲပြန်ပြီးအပြန်လန်လန်ဆွေးနွေးနေတယ်အဖန်ဖန်လေ့ကျင့်တာဒါဆင်းရဲပဲဒါဆွဲကြောင်ဖြစ်တာဟုတ်ပြီလားယောက်အဲ့လိုမျိုးတတိတံစင်ရှိပြီးတော့နေတယ်ဒါကြောင့်မလို့တဲ့အဲ့ဒီဆင်းရဲချုပ်ငိမ့်သွားပြီဆိုလို့ရှိရင်ဆင်းရဲချုပ်ငိမ့်လေးပြီးဆိုပြီးတော့ချမ်းသာရတယ်ဒါကြောင့်မလို့ ego နဲ့အတူ ဒီချမ်းသာပါသွားမပါသွားဘူးလားဩပနီကောလို့ခေါ်တယ်ကိုနဲ့တူဆောင်းသွားတယ်လို့ပဲအဲ့ဒါလို့တင်တော့အဖန်ဖန်လေးကျင်ရမယ်တက်မြတ်တနိုးနာရမယ်ဘယ်လိုရောကိုနဲ့တူဆောင်းတဲ့ကဲ့သို့တော်လျာမှာတတိတံစနဲ့နေရမယ်ဟုတ်ပါဘူးခင်ဗျာအဲယောဂရကိုတလမင်းကြီးရဲ့ ကြီးညိုပုံထူချချက်ကိုအကြောင်းပြုပြီးတော့ဟောလိုက်တာမဟုတ်လားအဲ့ဒီကောသလမင်းကြီးဟောကြီးညိုပုံသူဘာကြောင့်ကြီးညိုလဲဟောကြချက်မှာပါလာတာကတော့ထူချချက်ကတော့အဲ့ဒီတတနဲ့ပူရဏလက်သမားပဲဟုတ်ပြီလားယောက်တို့အဲ့ဒီလက်သမားရဲ့ယုံကြည်မှုကိုသူရိုက်ချိုးလို့ရမှာမရပါဘူးခင်ဗျာသူခံစားချက်ကတော့ဟုတ်တာပေါ့ယောက်တို့သူပုရုษရှင်ကိုငါကရိတ်ခါပေးရလာစားလဲပေးရငါဘက်ကိုခြေဆင်းတယ် အဲ့ဒါကြောင့်ခုနကတော့ဦးစင်းကခုနကတော့ပြောတာဝယ်စားတော့ထောက်ပတ်တဲ့သူနဲ့ရှင်းရင်ကင်းအောင်လုပ်တဲ့သူနဲ့ဘယ်လဲကြီးကြီးတယ်လို့မေးတာအကယ်၍အဲ့ဒါလိုမျိုးရှင်းရင်ကင်းရကို မဟုတ်ချမ်းနိုင်ဘူးဆိုလို့ရှင်တော့အဝယ်စားအစားတော့ထောက်ပတ်သူကကြီးမားပါလိမ့်မယ်ဟုတ်ပြီလားရောအဲ့ဒီအဝယ်စားတို့ဆေးဝါးတို့ထောက်ပတ်တဲ့သူတွေတက်တဲ့တောင်အောက်ကြပါမယ်ဟုတ်ပြီလားရောအောက်ကြသွားတဲ့အပြင်ကိုအရှင်ဘုရားတို့ဟာ လူတော်ကိုပဲယူနေတယ်ပေကံထောက်ပေါ်တာမလုပ်ဘူးလို့ဆွဆွေးစရာဖြစ်လာတယ်။မြတ်စွာဘုရားရှင်ကမိမိမှာရှိတဲ့ဇောရင်တော့ကဗျာပါရတွေကိုပေဖို့နိလန်းနေမတင်ကြဘူးလား။အဲ့ဒါဦးဇင်းကမေးတယ်။မေးတယ်။ရှင်ပြားလဲတပါသောဝါရတွေမှာပေကံထောက်ပံ့လူတော်နဲ့တကွာလုံးကိုလှူတယ်တန်းကြတယ်။အရှင်ပြားတို့ကျတော့သူများလှူတာကိုစားတာ။ တပါးသောဝါရတွေကြတော့ပြည်သူပြည်သားတွေတိုင်းပြည်သားတွေကိုလှူတာလေအဲ့ဒါဘယ်သူမှမြတ်တုံးနဲ့အမှန်တော့အပိုင်ဆုံးမေးတာမဟုတ်လားအဲ့ဒါဆိုရင်တခါကြီးကိုပဲဦးစင်းမေးပြစီလို့စီဝါအဝစာအသုံးဆောင်ထောက်ပံ့ပေးတယ်အဲ့ဒီသူကအဲ့ဒီအစည်းအဝဝဆွာသုံးဆောင်လို့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။မှန်တော့ဗျာလည်းဖြစ်တာပေါ့လေ။ ။အချိန်တကာလမှာအဲ့ဒီစကားကိုပဲယဟန်တပါးကဒဂါကြီးကနေစဉ်နေစဉ်ရစ်စပူပန်ရတဲ့ဒီတော့ကတွေဒီကြောင်းတရားကြောင့်ဖြစ်တယ်။ဒီကြောင်းတရားတွေကိုပေသိမ်းလို့ရှိရင်ဒီတော့ကဒီပြိတွေကဒီတုံလုံးမှုတွေငြိမ့်မယ်လို့ဟောကြားလိုက်တယ်။ဟောကြားတဲ့အတိုင်းကျင့်တဲ့အခါကျတော့အဲ့ဒီတရားကဟာကျင့်တတ်မှုကိုရတယ်။ဒဂါကြီးပဲဖြေပါလို့ခုနသုံးဆောင်ထောက်ပံ့ဝတ်စားတွေပေးတယ်။နော်ပြီးကမ်းမှုနဲ့ အခုတော့ကပြိတိဝါရုံညင်းအောင်ဟောကြားပြတဲ့တရားနဲ့ဘယ်ဟာမြတ်လဲတို့မေယောဂရတုကိုယ်တိုင်မဖြစ်တော့ကပြိတိဝါညင်းတာမြတ်ပါတယ်ခင်ဗျာဟုတ်ပြီလားလို့ဟုတ်ပြီလို့တခါကြီးတို့ရဲ့ပေကံထောက်ပါမှုလှူဒန်းမှုဟာဂျေစုတင်တယ်လို့တဲ့ငါချမ်းသာရတယ်အဝိဇ္ဇာလည်းဟောင်းနှောင်းတော့မှာပဲအစားတော့ကလည်းမစင်ဖြစ်တော့မှာပဲကုန်ခန်းလို့ရှိရင်ထတ်လို့မှာပဲ ဲ့ဒီဝတ်စားတယ်အဲ့ဒီထောက်ပံ့နေရသူ့ရဲ့တောက ပြိတိဝါကိုစိတ်ပင်ပန်းခြင်းကို မပင်နိုင်ဘူးဟုတ်ပြီရောက်ဘူးဒါဆိုဘုရားမြတ်တယ်ဟုတ်ပြီတဲ့ယောဂရူအဲ့တော့ဆိုလို့ချင်းဦးဇင်းတို့ကသူတို့ပေးကမ်းထောက်ပံ့လှူဒန်းနေတာကိုအတူယူပါမှာလားဦးဇင်းတို့ရဲ့ယောဂရူမြင့်မြတ်တဲ့တရားတွေကိုနဲ့မြင့်မြတ်တဲ့တရားတွေနဲ့ရောင်ရဲတင့်တယ်ခြင်းဖြင့်ယောဂရူတာသနာကိုပြုအောင်မှာလားသူတို့အတူကိုယူအောင်မှာလား ုတ်လားရောက်တော့ဒါပေမဲ့တချို့သောသူတွေကအဲ့ဒီအတုတွေကိုယူကြတယ်ပရဟိတတွေလောက်ကြတယ်ကိုယ့်ရဲ့မြင့်မြတ်တဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရှင်မရှိတဲ့ရုပ်တွေကြောက်တံပရများတွေကိုဖယ်ပြီးတော့တပါသောအရာမှတွေ့ရတဲ့ကြောက်တုံးကြောက်ခဲတွေကိုသွားပြီးမမောနေတဲ့ပုံစံမျိုးဖြစ်တယ်ဟုတ်လားရောက်တော့မမောနေတဲ့ပုံစံမျိုးဖြစ်တယ်တကယ်မြတ်စွာဘုရားရှင်အနှစ်သာရရှိတယ်ချမ်းသာကိုလက်ငင်းလက်တွေရတဲ့တရားတွေကိုရုပ်တွေပေါ်ဆောင်ပြီးတော့ အဲ့ဒီတရားတွေကိုပြန့်နှံ့အောင်လောကချမ်းသာအောင်တတ္တဝါတွေချမ်းသာအောင်မလုပ်တင်ဘူးလားပစိုးပေအင်ဂျီပေဝတ်စားပေဆေးပေတခဏပဲရမှာပေါ့ဘုဇုံတို့ဒီထဲမှာပဲဒီရက်ခွက်ထဲမှာပဲမေးတယ်ဒီရက်ခွက်ထဲမှာပဲဖြေပါတယ်ဟုတ်ပြီလားရောက်လို့ဖြေသွားတယ်ဘာမှညံ့လို့မရဘူးအဲ့ဒီအချိန်သေးကဘုဇင်းကဒီအတိတရားကိုဖြတ်တယ်အခုချိန်ဒီလည်းဖြတ်တယ် ုတ်ပြီလားဒါကြောင့်မလို့လေယောဂီတို့ဟာဒီဓမ္မစေတီရဲ့တရားကို နာကြားရခြင်းဖြင့်ဝမ်းမြောက်ခြင်းရှင်လန်းခြင်းသည်ဖြစ်လေကုန်တော်တည်း